မင်္ဂလာပွဲခိစ္စာကြောင့်လူပြောများနေရတဲ့ပိုင်းတကုံ Hello 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 ဆယ်လီမမလာပါပြီရှင်အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် ရိသများအလုံးမဲမင်္ဂလာပါရှင်ပရိသများရှင်အမျိုးသမီးတွေရဲ့အစ်စ်တော်ပိုင်ကွန်ကမကြခင်ရက်ပိုင်းအတွင်းမှာမင်္ဂလာပွဲကျင်းပတော့မှာဖြစ်ပါတယ်ပိုင်တကွန်ကစေးဆက်မင်္ဂလာပွဲမင်္ဂလာဆုံးကပ်ပွဲတွေကိုလည်းအချင်းယုံတာကျင်းပခဲ့တဲ့အမှုပညာရှင်တအုပ်ပဲဖြစ်ပါတယ်တကယ်တမ်းပိုင်တကွန်အနေထားနဲ့ဆိုရင်မင်္ဂလာပွဲတွေကိုချင်းချင်းတဲကျင်းပနိုင်တာဖြစ်ပါတယ်ဒါအပြင်ပိုင်တကွန်လက်ထပ်လိုက်တဲ့အမျိုးသမီးလေးဖြစ်တဲ့မလင်းမြဖူးဟာဆိုရင်လည်းတကယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့မိဘတွေကိုယ်တိုင်ကလည်းမြန်မာနိုင်ငံစီကုံတဲ့အတင်းရဲ့ဥက္ကဋ္ဌ တွေဖြစ်တာဖြစ်တဲ့အတွက်စီးပွားရေးလောကမှာနာမည်တစ်ခုနဲ့ရပ်တည်နေပြီးတကယ်ကိုဒိတ်ဒိတ်ကျဲအောင်မြင်ကြော်ကြားချမ်းသာတွေအတိုင်းဝိုင်းနေကဖြစ်ပါတယ်ဒီလိုချမ်းသာတဲ့သူတော်တော်များများကမင်္ဂလာပွဲလိုအရာမျိုးတွေဆိုရင်ချင်းချင်းတဲ့ကျင်းပတတ်တာဖြစ်ပါတယ်ငွေသိန်းပေါင်းတောင်းနေချီအကုန်ချခံပြီးချင်းချင်းတဲ့ကျင်းပတတ်ကြတာဖြစ်ပါတယ်မင်္ဂလာပွဲတွေကိုဆိုရင်ချဲ့ကားပြီးလုတ်တက်ကြပါတယ်ဒါပေမဲ့ပိုင်တခွန်ကတော့အများနဲ့မတူရိုးရှင်းစွာပဲပြုလုပ်ခဲ့တာပါဒါကြောင့်လည်းအလုံးကကြီးကျူးနေကြတာပဲဖြစ်ပါတယ်အခုတခါမှလည်းပိုင်တခွန်ရဲ့မင်္ဂ ္ဂလာလက်ထပ်ပွဲအတွက်ဖိတ်စာတွေကိုတချို့သောအမှုပညာရှင်တွေထံမှရောက်ရှိနေကြပြီဖြစ်ပါတယ်။ဒါပေမဲ့ပိုင်တကွင်းရဲ့မင်္ဂလာပွဲဖိတ်စာကကြီးလက်ရတဲ့အချိန်မှာအလုံးကတန်အန်တောဖြစ်သွားစီတဲ့အချက်ရှိပါတယ်။ဒါကတော့အဲ့ဒီမင်္ဂလာပွဲဖိတ်စာမှာဘလို့ယာဒူးဂုံမျိုးကိုမှထည့်သွင်းရှင်းသားထားတာမျိုးမရှိတာပဲဖြစ်ပါတယ်။ပိုင်တကွင်းရဲ့နဖက်မိဘနာမည်မလေးမြဘူးရဲ့နဖက်မိဘနာမည်နဲ့သူတို့သားသူတို့သမီးနာမည်ပဲပါဝင်ခဲ့တာဖြစ်ပြီးတကယ့်ကိုရှိုးရှင်းတဲ့မင်္ဂလာဖိတ်စာလေးဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒီမင်္ဂလာဖိတ်စာကိုလက်ခံရရှိခဲ့ရတဲ့ ဲ့အမှုပညာရှင်တွေအကုန်လုံးကလည်းမင်္ဂလာဖိတ်စာလေးကိုကြည့်လိုက်တာနဲ့ပိုင်တကွန်တို့ရဲ့အေးချမ်းမှုကိုခံစားရတယ်။ပိုင်တကွန်တို့ရဲ့ရိုးရှင်းမှုကိုခံစားရတယ်။တကယ့်ကိုပကတနတွေဖုံးလွှမ်းနေတဲ့ဖိတ်စာမျိုးမဟုတ်ပဲတာမန်ဖိတ်စာလေးပဲဖြစ်ပြီးရိုးရှင်းတဲ့ဖိတ်စာလေးဖြစ်တာကြောင့်အားလုံးကချီးကျူးနေကြတာဖြစ်ပါတယ်။နောက်ထပ်ထူးခြားတဲ့တစ်ချက်ကတော့အမှုပညာရှင်တော်တော်များများကပိုင်တကွန်ရဲ့မင်္ဂလာဖိတ်စာနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာတွေမှာတင်ပြီးကြွားလုံးထုတ်ကြတယ်ဆိုပေမဲ့ဘယ်နည်းဘယ်ရမှာမင်္ဂလာဆောင်မင်းဆိုတဲ့ရှက်အတိအကျကိုတော့ထည့်သွင်းဖော်ပြထားတာ မျိုးမရှိပါဘူး။ပိုင်ဒကွန်ကလာမယ့်ဇွန်လ14ရက်နဲ့16ရက်တရရက်မှာမင်္ဂလာဆောင်မဲ့တရင်တွေကလည်းပြန့်နှံ့နေတာပဲဖြစ်ပါတယ်။ပိုင်ဒကွန်ကဇွန်လ14ရက်နေ့မှာမင်္ဂလာဆောင်မယ်လို့တရင်တွေထွက်ပေါ်နေခဲ့တယ်ဆိုပေမဲ့မင်္ဂလာဖိတ်စာမှာဖေနီပင်ရဲ့အတိအကျရေးသားထားတယ်ဆိုတာကိုတော့ဆိုရှယ်မီဒီယာမှာပြန့်နှံ့လာတာမျိုးမရှိပါဘူး။ဒါကြောင့်လည်းပရိသတ်တွေကပို့ပြီးတော့စိတ်ဝင်စားနေတာပါ။ပိုင်ဒကွန်ကဘာဖြစ်လို့မင်္ဂလာဖိတ်စာကိုတချမ်းမဲပြရတာလဲဆိုတော့စိတ်ခံစားချက်တွေကလည်းပရိသတ်တွေချားမှရှိနေတာပဲဖြစ်ပါတယ်။ပိုင်ဒကွန်နဲ့မလင်းမြဖူးတို့ရဲ့အခြေ ချစ်ခီးကိုပြိသက်တွေကအစကလေးကအားကျနေကြရတာပါ propose လုပ်တဲ့အချိန်ကစပြီးမင်္ဂလာဆုံးကတ်တဲ့အချိန်ထိကိုအားလုံးကကြည်နူးပြီးနေကြတာဖြစ်ပါတယ်တကယ်ကိုရိုးရှင်းတဲ့သူနဲ့ဦးရဲ့မင်္ဂလာပွဲကလည်းဘလို့ရိုးရိုးရှင်းရှင်းခန်းခန်းနာနာဖြစ်မလဲဆိုတာကိုလည်းအားလုံးကစိတ်ဝင်တစားဖြစ်နေတာပါပိုင်းတကွန်ရဲ့အမှုပညာရှင်တွေနဲ့မလင်းမြဖူးတို့ဘက်ကစီးပွားရေးလုပ်ငန်းရှင်တွေတက်ရောက်မဲ့ပွဲဖြစ်တာကြောင့်တကယ်ကိုခန်းနာထဲဝမယ်ဆိုတာကလည်းတည်ကြနေတာပါပဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြိသက်ကြီးအနေနဲ့ရောမင်္ဂလာပွဲကိုဘလို့ပုံစံမျိုးပြုလုပ်မယ်လို့ထ င်းသလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်